အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာကိုဘေးနားမှာရှိနေတဲ့တငယ်ချင်း၅ဦးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူတယောက်အနေနဲ့ဘဝခီးမှာအနည်းဆုံးသူတွေကမိသားစုနဲ့တငယ်ချင်းတွေပါပဲတငယ်ချင်းကောင်းတဦးဆိုတာကိုဘဝကိုတန်ဖိုးတက်အောင်လုပ်ပေးနိုင်ပါတယ်ဘသူတွေလဲဆိုတာသိထားပြီးရွေးချယ်တဲ့ရင်ဘဝတစ်လျှောက်လုံးမှာတန်ဖိုးရှိတဲ့ဆက်ဆံရေးတွေရှိလာနိုင်ပါတယ်အခုတော့ကိုဘေးနားမှာတကယ်ရှိနေတဲ့တငယ်ချင်း၅ဦးကိုမျှဝေခြင်းပါတယ်။နံပါတ်၁ ကိုအောင်မြင်မှုကိုဂုံယူပေးတဲ့တငယ်ချင်းဒီတငယ်ချင်းမျိုးဟာကိုအောင်မြင်လာတဲ့အခါမရှင်ပြိုင်ပဲတကယ်ဝမ်းသာပေးတတ်တဲ့သူမျိုးပဲဖြစ်ပါတယ်တခါတလေလူအများပြားဟာကိုအောင်မြင်မှုကိုမလိုလားနိုင်တာတောင်ရှိပါတယ်ဒါပေမဲ့ဒီတငယ်ချင်းကတော့မိမိအောင်မြင်မှုကိုကိုယ့်အတွက်ဖြစ်တယ်လို့ပဲဝမ်းသာပေးတတ်ပါတယ်သူတို့ကကိုယ့်ဘက်ကောင်းတဲ့အရာတွေကိုကိုကြိုးစားဖို့အားပေးတတ်ပါတယ်နံပါတ်1ကိုကြရှုံးတဲ့အချိန်မှာထောက်ခံပေးတဲ့တငယ်ချင်း ဘဝမှာလူတယောက်ကအမြဲတမ်းအောင်မြင်နေမှာမဟုတ်ဘူးကြာစင်းတဲ့အချိန်စိတ်ပင်ပန်းတဲ့အချိန်တွေမှာမထွက်သွားပဲနားလဲပေးတဲ့တငယ်ချင်းတယောက်ရှိတာဟာမိုးရေအောက်ကအနှွေးဥထွက်လာတယ်လို့ပါပဲသူတို့ဟာမင်းအတွက်ဒီမှရှိတယ်ဆိုတဲ့စကားတကြောင်းနဲ့တောင်ကိုယ်စိတ်ကိုပြန်လဲတက်ကြွစေတတ်ကြပါတယ်နံပါတ်3အမှန်ပြောတတ်တဲ့တငယ်ချင်း တခါတလေကိုမလုံနေတဲ့အခါလစ်လူရှူထားတဲ့လူတွေအများကြီးကိုတွေ့ရတတ်ပါတယ်ဒါပေမဲ့အမှန်ပြောတတ်ငယ်ချင်းတယောက်ရှိရင်တင်းဘဝကိုတင်းတက်အောင်ညွှန်ကြားပေးနိုင်ပါတယ်သူတို့ဟာမင်းကိုအနောက်ရှက်ဖြစ်စေပေမဲ့အမှန်တကယ်ကောင်းမှုအတွက်အကြံပြုပေးသူတွေပါစကားပြောတာတောင်သူတို့အတွက်မဟုတ်ပဲမင်းကိုကောင်းစေချင်တဲ့စေတနာနဲ့ပြောတာကတန်ဖိုးရှိပါတယ်နံပါတ်၄စိတ်ကူးတူတဲ့ငယ်ချင်း ဘဝမှာစိတ်ကူးတူတဲ့တငယ်ချင်းတယောက်ရှိရင်မျှော်လင့်ချက်တွေအိမ်မက်တွေကိုတပါးလေးလှုပ်ဆောင်နိုင်ပါတယ်ကိုကစူးစမ်းခြင်းနဲ့ဆိုရင်သူတို့လည်းအားပေးတတ်တဲ့သူဖြစ်ကြတာကြောင့်လမ်းကြောင်းတူအောင်စူးစမ်းနိုင်ပါတယ်ဒီလိုတငယ်ချင်းကကိုယ့်အတွက်စွမ်းအားတစ်ခုပဲဖြစ်ပါတယ်နံပါတ်5သဘောကောင်းပြီးစကားပြောရလွယ်တဲ့တငယ်ချင်း ဘဝအနေနဲ့အလုတ်ဖွဲ့စည်းပွားရေးမိသားစုစတဲ့စိတ်ဖြစ်စည်းမှုတွေများလာတာနဲ့အမျှတက်တောက်တတဖြစ်အောင်စကားပြောနိုင်တဲ့တငယ်ချင်းတယောက်ရှိဖို့လိုအပ်ပါတယ်သူတို့နဲ့စကားပြောရတာနဲ့စိတ်ပင်ပန်းမှုတွေပျော့သွားတတ်ပြီးကိုယ်အတွင်းစိတ်ကိုတမစေတတ်ပါတယ်တငယ်ချင်းဆိုတာတငယ်ချင်းပဲလို့မခံစားပဲတမိုးထားတဲ့လူတွေပါတငယ်ချင်းကောင်းတွေဆိုတာတွေးမတူပေမဲ့စိတ်တူတဲ့မိသားစုလိုပါပဲအဲ့လိုသူတွေနဲ့ဆက်ဆံနိုင်ဖို့ကိုယ်လည်းရှင်းနှန်းတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်